တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့အော်တိုဘတ်24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ရွှေကုတ်ကိုရဲ့အတ္တိကယင်းနှီးမြုံနယ်သူတရုတ်ဒုစရိုက်ဂိုင်းကောင်းဆောင်ကိုနေရက်ပြန်ပို့ဖို့ထိုင်းစီစဉ်နေကြောင်းတင်ဆက်ပေးပါမယ်တရားမဝင်လောင်းကစားဝိုင်းတွေ online ငွေလိမ်ကြဖြန့်ဂိုင်းတွေရဲ့အမကန် ခြေကုပ်နေမြေအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရွှေကုတ်ကိုမြို့တစ်စီမံကိန်းရဲ့အတ္တကယင်းဤမြှောက်နှံသူတရုတ်တူးစရိုက်ဂန်းကောင်ဆောင်ကိုတရုတ်နိုင်ငံစီကိုပြန်လည်လွှဲပြောင်းပေးအပ်ဖို့ထိုင်းအာဏာပိုင်တွေကစီစဉ်နေပြီဖြစ်ပါတယ်။ရှီကြည်ကျန်းဟာထိုင်းနဲ့နေဇန်နာကကရင်ပြည်နယ်ရဲ့မြောက်ဝရီမြို့နယ်ကရွှေကုတ်ကိုမြို့တစ်ထူထောင်မှုမှာအတ္တကယင်းဤမြှောက်နှံသူဖြစ်ပါတယ်။သူ့ရဲ့ရထိုက်ကုမ္ပဏီဟာကရင်ပြည်နယ်နေကြားဆောင်တက်ခေါင်းဆောင်ဘူမူကြီးစောချစ်သူနဲ့ပူးပေါင်းပြီး ရွှေကုတ်ကိုစီမံကိန်းကိုအကောင့်ထဲပေါ်ခဲ့တာပါရွှေကုတ်ကိုအတွက်ရထက်ရဲ့ယင်းနီမြုံနှံမှုဟာဘတ်925ဘီလီယံထက်မနည်းရှိတယ်လို့သိရှိရပါတယ်စော့ချစ်သူနဲ့ရှိက ရွှေကုတ်ကိုကိုနေဆက်ကယင်းနီမြုံနှံမှုမြို့တော်တဲ့ဖြစ်ညှို့ဆူခဲ့ပေမယ်လက်တွေ့မှာတော့ကြားဖြတ်နဲ့တရားမဝင် လောင်းကစားလုပ်ငန်းတွေကြီးစိုးရာဒုစရိုက်ရဝန်ကြီးဖြစ်လာခဲ့ပါတယ်2022ခုနှစ်ဩဂုတ်လ12ရက်နေ့မှာတော့ထိုင်းရေတွေကဘန်ကောက်မြို့တော်မှာရှိနေတဲ့ရှီကိုဖမ်းဆီးခဲ့ပါတယ် သူ့ကိုနိုင်ငံတကာမှုကင်းတိုက်ဖျက်ရေးရဲတပ်ဖွဲ့ Interpol က2021ခုနှစ်မေလကတည်းကအလို့အရှိဆုံးစီးရင်ဝင်ဖြစ်ဝရမ်းထုတ်ထားခဲ့ပါတယ်။ရှီကိုဘန်ကောက်မှာရှိတဲ့ခလောင်ပရန်ဗဟုအချင်းထောင်ကြီးမှာထိန်းသိမ်းထားပါတယ်။2023ခုနှစ်မေလ25ရက်နေ့တုန်းကထိုင်းရဲ့ရာဇဝတ်ခုံရုံးကအွန်လိုင်းလောင်းကစားမှုဆွဆွဲချက်တွေအတွက်အမှုရင်ဆိုင်ဖို့မိခင်နိုင်ငံတရုတ်စီကိုပြန်လည်လွှဲပြောင်းပေးရမယ်လို့အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ရှီဟာ ကမ်ဘောဒီးယားနိုင်ငံသားဖြစ်လေပူရဲခံယူထားတာကြောင့်သူ့ရဲ့ရှင်းနေတွေကအဲ့ဒီအချက်ကိုထောက်ပြပြီးတရုတ်စီကို ပြန်ပို့မဲ့ကိစ္စကိုအယူခံဝင်ကန့်ကွက်ခဲ့ပါတယ်။ယခုသတင်းပတ်မှာတော့အဲ့ဒီအယူခံအတွက်နောက်ဆုံးဆုံးဖြတ်ချက်ကိုထိုင်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရုံးကချမှတ်ပေးခဲ့ရမှာရှီကိုတရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်လွှဲပြောင်းပေးခြင်းဟာဥပဒေကြောင်းအရကြိုးကြောင်းစီလျော်ပြီးအခြေခံဥပဒေပါစည်းမျဉ်းတွေကိုဖောက်ဖျက်မှုမရှိကြောင်းတတ်မှတ်ပေးခဲ့ပါတယ်။ဒါကြောင့်လဲရှီဟာ တေချာပေါက်တရုတ်စီကိုပြန်လည်လွှဲပြောင်းတာခံရမှာပါထိုင်းချင်းဦးစီးဌာနရဲ့ညွန်ကြားရေးမှူးချုပ်ဒုတိယရေးမှူးကြီးပရာဝစ်ဝန်ဆန်နေကတရုတ်ခံလွှဲပြောင်းရေးကိစ္စလိုအပ်တာတွေကိုစီစဉ်ဖို့နိုင်ငံသားရေးဝန်ကြီးဌာနရှစ်နေကျုံယုံတာဝန်ရှိသူတွေနဲ့တောက်လျှောက်ညှိနှိုင်းလှုပ်ဆောင်နေကြောင်းတရုတ်ခံရဲ့အရေးပါမှုကြောင့်အခုကိစ္စကိုတောင်းဆိတ်အောင်စီမံကိန့်တွင်နေကြောင်းပြောကြားခဲ့ပါတယ်သူကလွှဲပြောင်းမှုကိုဘယ်နေ့ဘယ်အချိန်မှလှုပ်ဆောင်မလဲဆိုတာကိုတော့လုံခြုံရေးအကြောင်းပြချက်ကြောင့်ထုတ်မပြောခဲ့ပါဘူး 2022ခုနှစ်တုန်းကရှီကိုဖမ်းဆီးခဲ့ချိန်မှာထိုင်းရဲတပ်ဖွဲ့ကသူဟာငွေညစ်မှုအွန်လိုင်းလောင်းကစားမှုငွေကြေးလိမ်လည်မှုလူမောင်ခိုမှုတွေနဲ့လည်းရှက်နွယ်ပတ်သက်နေကြောင်းပြောကြားခဲ့ပါရခင်ဗျာ။ကမ္မတ်တင်ဆက်ပေးကြတာကတော့ဝမ်တွင်းမှာစစ်တပ်ကအိမ်ပေါ်အထိတက်ပြီးပေါ်တာဆွဲနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာစစ်ကောင်စီတပ်ကအိမ်တွေပေါ်အထိပေါ်တာတက်ဆွဲနေပြီးလူငယ်တွေဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောကြားပါရ။ယမန်နေ့အော်တိုဘားလ23ရက်နေ့ မနက်7:00နာရီခွဲခန့်ကဝန်တွင်းမြို့နယ်အမြန်လန်းအရှိတ်ဘက်ကရွာရီဖြစ်တဲ့အင်းကုန်းရွာနဲ့ကံပတ်လေရွာကိုစစ်တပ်ကအင်တွေပေါ်ထိပေါ်တာတက်ဆွဲလို့၄ဦးထပ်မင်းဖမ်းဆီးခံခဲ့ရပြီးရွာသူရွာသားတွေထွက်ပြေးခဲ့ရကြောင်း Voice of Wandering အဖွဲ့ကပြောပါတယ်။အင်ပေါ်ထိတက်ဆွဲနေတာကြာပြီးပုံမှန်လိုဖြစ်နေပြီလို့ Voice of Wandering အဖွဲ့ဝင်တဦးကပြောပါတယ်။ညနေပိုင်းမှာလဲကြောင်းကုန်းရွာတဲ့စေရွာတွေကိုစစ်တပ်ကအင်စည်းကားနဲ့ပတ်ပြီးပေါ်တာဆွဲဖမ်းဆီးရမှာ။ ကျောင်းကုန်းရွာမှနှစ်ဦးပါသွားကြောင်း Voice of Wandering ကပြောကြပါဗျ။ဖက်စီခံလိုက်ရတဲ့ရေတွက်ကိုတော့အတိအကျမသိရှိရသေးပါဘူး။စစ်တပ်ဟာဝန်တွင်မြို့နယ်မှာလာကုံရက်နဲ့လာဇန်းရက်တွေမှာမကြာခဏပေါ်တာဆွဲလေရှိပြီးလူငယ်တွေအများပြဖန်စီခံရလေရှိကြောင်းဒေသခံတွေကပြောကြပါဗျ။စစ်ကောင်စီတပ်ဟာစစ်မှုတန်းအပတ်စဉ်၁၈ကိုစတင်နေပြီဖြစ်ပြီးအပတ်စဉ်၁၉အတွက်စုဆောင်းနေတာဖြစ်ကြောင်းလည်းသိရှိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြောက်ဦးမှာ GPS တပ်ထားတဲ့ငှက်တကောင်ကိုဖမ်းမိပြီး A ထံကိုအနှံခဲ့တယ်လို့ဒေသခံတွေပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ GPS တီနီယာပြတ်စနစ်တက်ဆင်ထားတဲ့ငှက်တကောင်ကိုဒေသခံတွေကဖမ်းမိခဲ့ပြီးအရခတ်တပ်တော် A တာဝန်ရှိသူတွေထံကို အနှံခဲ့တယ်လို့သိရှိရပါတယ်။မြောက်ဦးမြို့နယ်ဘောင်းတွတ်ကျေးရွာအနီးမှာအော်တိုဘားလပထမပတ်တွင်ကဖမ်းမိခဲ့တာလို့မြို့ခံသတင်းရှင်းမြစ်ကပြောပါတယ်။ငှက်ကိုကလေးတွေက ဖမ်းမိလာတာပါ။ GPS ပါတဲ့စက်ကလေးကြောကုန်းကနေလွယ်ပြီးတက်ထားတာတက်မတော့ AA ကိုအက်လိုက်တယ်လို့ပြောကြတယ်လို့မြောက်ဦးဒေသခံကပြောပါတယ်ဘယ်လိုငံအမျိုးအစားဆိုတာနဲ့ခန္ဓာကိုယ်မှာတက်ထားတဲ့စက်ကရိယာကဘယ်လိုအသုံးပြုတယ်ဆိုတာကိုတော့မသိရှိရသေးပါဘူးငှက်ရဲ့ခန္ဓာကိုယ်မှာစကားပြောဆက်အတန်ဖန်းဆက်ကဲ့သို့စက်ကရိယာတွေတက်ဆင်ထားတာတွေ့ရတယ်လို့ရခိုင်ဒေသရင်းသတင်းတောက်တူကလူမှုကွန်ရက်မှာရေးသားထားပါတယ်တဘာဝပတ်ဝန်းကျင်ထင်းထင်းသမားတွေငှက်ချစ်သူတွေဟာ ငှက်တွေရဲ့ဘဝဆက်ကြောင်းနဲ့လှုပ်ရှားသွားလာမှုကို သိနိုင်ဖို့ငှက်တွေရဲ့ခန္ဓာကိုယ်မှာ GPS တွေတပ်ဆင်ပြီးလေ့လာလေ့ရှိပါတယ်။ငှက်တွေရဲ့ရွှေ့ပြောင်းသွားလာပုံ၊ကြက်စားရနေရာတွေ၊တက်တန်းနဲ့အမှုကျင့်၊နည်းမြေအလိုက်ကြက်စားမှု၊အစာရှာပွေမှုပုံစံတွေကိုလေ့လာကြတာပါ။ခြေရာခံနိုင်တဲ့အခါရရှိလာတဲ့အချက်လက်တွေကနေမျိုးသုံးဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်တွေကိုဘယ်လိုကာကွယ်ရမလဲ။သူတို့ရဲ့ကြက်စားရနေရာတွေကိုဘယ်လိုပုံမကောင်းမအောင် ထိန်းသိမ်းရမလဲဆိုတဲ့အစီအမံတွေချမှတ်နိုင်တယ်လို့ငှက်လိလသူတို့ကပြောပါတယ်။ GPS နဲ့စက်ကရီယာတက်စင်တဲ့အခါမှာငှက်ရဲ့ခြေထောက်မှာတကောင်ချင်းစီအတွက်တီးသတ်နံပါတ်ပါတဲ့တက်တူကွင်းသို့မဟုတ်ပလတ်စတစ်ကွင်းတက်စင်ရသလိုငှက်ရဲ့နောက်ကျောမှာကျောပိုးအိတ်လေးလိုမျိုးချီနှောင်တက်စင်ပေးထားတာပါဒါတွေကငှက်ရဲ့တိကျတဲ့လမ်းကြောင်းအရှိန်နှုံအမြင့်ပေးစတဲ့အချက်လက်တွေကိုဂျိုရုဒါမှမဟုတ်ဆက်လက်ခံတဲ့နေရာကိုပို့ပေးတယ်လို့သိရှိရပါတယ်ဒီဆက်ပစ္စည်းတွေဟာငှက်ရဲ့ခန္ဓာကိုယ်အလေးချိန်ရဲ့၄၀၀ခန့်နှုန်းထက်မပိုအောင်ပြုလုပ်ထားပြီးငှက်ရဲ့ပြန်တမ်းမှုနဲ့ နေထိုင်မှုအပေါ်တည်ရမှုအနည်းဆုံးဖြစ်အောင်ဒီဇိုင်းထုတ်ထားတယ်လို့ငှက်ချစ်သူတို့ကရှင်းပြပါတယ်။မြောက်ဦးမြို့ဟာအေးထင်းချုပ်ထားတဲ့မြို့ဖြစ်ပြီးစစ်ကောင်စီကလေရင်နဲ့ကင်းထောက်တာဒရုန်းအသုံးပြုကင်းထောက်တာတွေရှိနေတယ်လို့အခုတွေ့ရှိတဲ့ငှက်ကိုလည်းကင်းထောက်ငှက်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ညကမြောက်ဦးမြို့ဒိုင်းကြီးရက်ကွက်ကအလူအိမ်ကိုစစ်ကောင်စီကလေချောင်းကနေပုံကျဲခဲ့လို့ကလင်းငယ်ရီအပါအဝင်15ဦးတေဆုံးခဲ့ပြီး18ဦးတန်ရာရရှိခဲ့ပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့ online လောင်းကစားလုပ်ငန်းလုတ်ကင်သူ28ဦးကိုစစ်ကော်မရှင်အဖမ်းပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်နဲ့မန္တလေးက online လောင်းကစားလုပ်ငန်းလုတ်ကင်နေသူ28ရောက်ကိုဖမ်းဆီးခဲ့တဲ့အကြောင်းအနာသိစစ်တပ်က အော်တိုဘလာ24ရက်နေ့ယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။ရန်ကုန်ကနေဖမ်းဆီးရမိသူတွေဟာ14ရောက်ဖြစ်ပြီးပြီးခဲ့တဲ့အော်တိုဘလာ14ရက်နေ့မှာဖမ်းဆီးခဲ့ကဆက်ဆက်ပစ္စည်းတွေကိုလည်းတင်ဆက်ရမိခဲ့တယ်လို့ဆိုပါတယ်။တင်ဆက်ရမိတဲ့ပစ္စည်းတွေကတော့ဖုန်း23လုံးနဲ့ ား3စီးတို့ဖြစ်ပြီးအော်တိုဘားလ15ရက်နေ့မှာလဲလူ3ယောက်နဲ့အတူဖုန်း5လုံးကား3စီးတို့ကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူအော်တိုဘားလ16ရက်နေ့မှာမန္တလေးတိုင်းပြည်ဦးလင်မြို့ကလောင်ကစားလုပ်ငန်းလုပ်ကင်သူ3ယောက်ကိုဖုန်း9လုံး၊ laptop 1လုံး၊ကားတစ်စီးနဲ့အတူဖမ်းဆီးကမဟာအောင်မြင်မြို့နယ်က2ယောက်ကိုလဲဖုန်း5လုံး၊ laptop 1လုံး၊ကားတစ်စီးနဲ့ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။ထပ်မံပြီးအော်တိုဘားလ20ရက်နေ့မှာလဲရန်ကုန်တိုင်းတကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာ ငါးယောက်နဲ့အတူဖုန်းကိုလုံးတက်ပလက်နှလုံးတို့ကိုအတီးတီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။အခုလိုဖမ်းဆီးမှုတွေကိုစစ်တပ်ကအယောင်ပြဖမ်းဆီးမှုတွေအဖြစ်မကြခဏလုပ်တတ်တာကြောင့်ဒီတစ်ခေါက်ဖမ်းဆီးမှုကလည်းရွေးကောက်ပွဲနီးလာပြီးဖြစ်တာကြောင့်အဖမ်းပြတာဖြစ်တယ်လို့ဝေဖန်တန်တွေလည်းရှိနေပါတယ်။စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့ဖမ်းဆီးခံရသူ28ယောက်ဟာဘော်လုံးလောင်ကစား website တွေမှာ agent တွေအဖြစ်လုပ်ကင်နေတာဖြစ်ပြီးလုပ်ပုံကိုင်ပုံအစဉ်အဆက်ကိုလည်းဖော်ထုတ်သိရှိထားတာက မှုဖွင့်ရည်ယူသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မောင်တောမှာအာစာအဖွဲ့မှပြည်သူများအားဖမ်းဆီးတပ်ဖြတ်မှုဇက်တိုက်လှုပ်ဆောင်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်မောင်တောမြို့နယ်မှာအပြစ်မဲ့ဒေသခံအယက်သားပြည်သူတွေကိုအာစာအကြမ်းဖက်အဖွဲ့မှဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းနဲ့လူရဲချင်းများယခုရပိုင်းအတွင်းမှာဇက်တိုက်ပြုလုပ်လာကြောင်းဒေသခံများထံကနေသိရှိရပါတယ်ဒီကနေ့အော်တိုဘားလ24ရက်နေ့မနက်7:00ခန့်မှာမောင်တောမြို့နယ်ကင်းချောင်းကြည်ရွာမှာ အသက်၁၆နှစ်အရွယ်အမျိုးသမီးတဦးနဲ့အမျိုးသားနှစ်ဦးတို့ကိုအာဆာအကြမ်းဖက်အပွဲမှာဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။တနက်ဓာအပြည့်အစုံနဲ့လူ၁၀ဦးခန့်ပါဝင်တဲ့အာဆာအကြမ်းဖက်အပွဲဟာမေယူတောင်တန်းအနီးနောကျောင်းနေတဲ့ကင်းချောင်းရွာသား၆ဦးကိုဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။ဂျင်းအထက်က၃ဦးမှထွက်ပြေးလွတ်မြောက်လာပေမဲ့လည်းအသက်၁၆နှစ်အရွယ်မမ်မီစန်တာအသက်၂၀အရွယ်မောင်ထွန်းအေးနဲ့အသက်၄၁နှစ်အရွယ်ဥပထွန်းတို့ကိုအာဆာမဆက်လက်ဖမ်းဆီးသွားပါတယ်။ ်အခုထိတော့ပြန်လွတ်လာတာမရှိသေးဘူးမိသားစုဝင်တွေကတော့အရန်စိုးရိမ်နေကြပါတယ်အကြံဖတ်အာစာတွေကမောင်တုံးမြနယ်မှာတော်တော်လေးကိုတောင်းကျန်လာပါတယ်ဒေသခံတွေကလည်းဘယ်ကူမှမတော်ရတဲ့အခြေအနေဖြစ်လာပါတယ်လုံခြုံမှုမရှိတဲ့စိုးရိမ်စိတ်တွေခံစားချက်ဖြစ်ပေါ်နေကြပါတယ်လို့မောင်တုံးဒေသခံတဦးကပြောပါတယ်အော်တိုဘားလာ22ရက်နေ့နေ့လယ်ပိုင်းကလည်းမောင်တုံးမြို့နယ်တောင်ပိုင်းနယ်ရေတိတောင်မြို့နယ်အကြမ်းမှရှိတဲ့မြို့ယုကြေးရွာအရှိတ်ဘတ်တံတားအနီးဈေးဝယ်ပြန်လာခဲ့တဲ့ခီးတဲ့တင်ကားတစ်စီးကို အာစာအကျန်းဖတ်အပွဲမှာချုံကိုတက်ခိုက်ပြစ်ခတ်တက်ဖြတ်ခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်တက်ဖြတ်မှုထဲမှာအမျိုးသမီးနှုတ်တည်ဆုံးခဲ့ပြီးအသက်၃နှစ်အရွယ်ကလေးငယ်အမျိုးသမီးတဦးနဲ့အမျိုးသားနှုတ်စုစုပေါင်း၃ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။တည်ဆုံးသွားခဲ့တဲ့အမျိုးသမီးနှုတ်ဦးမှာအသက်၃၀အရွယ်မတ်ဝေဝေစွန်းနဲ့အသက်၄၀အရွယ်ဒေါ်နိုင်နိုင်ဆွေတို့ဖြစ်ပြီးဒဏ်ရာရရှိသူ၃ဦးမှာမတ်ဝေဝေစိုးရဲ့တမင်းငယ်အသက်၃နှစ်အရွယ်ခိုင်မြတ်မွန်အသက်၃၀အရွယ်ကိုထွန်းဝင်းနဲ့ အသက်25နှစ်အရွယ်ကိုတန်းထွီတို့ဖြစ်ကြပါတယ်။ရသေးတောင်မြို့နယ်ဇေဒီပြင်ရွာမှာဈေးဝယ်ပြန်လာကြတဲ့မောင်တုံးမြို့နယ်ကြောက်ပတူကျေးရွာဒေသခံများဖြစ်ပြီးကုန်ပစ္စည်းတွေကိုတော့အာစာအဖွဲ့မှယူဆောင်သွားကြောင်းသိရှိရပါတယ်။ရသေးတောင်ဒေသခံတအူကအချမ်းပတ်အာစာတွေကမောင်တုံးမြောက်ပိုင်းကနေတောင်ပိုင်းထိရောက်ရှိလာကြပြီးရသေးတောင်မြို့နယ်တွေရောက်လာကြတော့မယ်။ဒီအချမ်းပတ်သမားတွေရဲ့အန်ဒီရကတကယ်ကိုစိုးရင်စရာကောင်းလာပါပြီ။အေးအေးလုံခြုံရေးအဖွဲ့အနေနဲ့အကျန်းဖတ်ရှင်းလင်းရေးတွေကို ဒီထက်ပိုပြီး PPCC လှုပ်ဖို့လိုအပ်ပါတယ်လို့ဆိုပါတယ်။အာဆာနဲ့ RSO စတဲ့အကြံဖတ်အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာရခိုင်ပြည်နယ်တွေကိုစိတ်ဝင်ပြီးမောင်တောမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်အမှတ်51ကနေ59အကြားမှာအကြံဖတ်မှုကျွလွန်လျက်ရှိကြောင်းနဲ့လုံခြုံရေးတက်စကန်တွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အာဆာနဲ့ RSO အကြံဖတ်အဖွဲ့တွေကရသေးတောင်မောင်တောဘူးဒီတောင်စတဲ့၃မြို့နယ်ကြားမှာရှိတဲ့ မေယူတောင်တန်းကိုအခြေပြုပြီးတွာလာလှူရှားကအရက်သားပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်ခြင်းများကျူးလွန်နေတယ်လို့မောင်တော်ဒေသခံတွေကပြောဆိုထားကြပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ထူးခြားလာတဲ့မြမအရေးအကြောင်းနိုင်ငံတကာ PR တွေကိုဖြေရော့ဖို့ကြံရွယ်လှုပ်ဆောင်နေတဲ့အတူယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့တော်မန်ဒရူးကအာဆီယံကိုတောင်းဆိုလိုက်ပါတယ်တော်မန်ဒရူးကတောင်းဆိုတယ်ဆိုပေမဲ့အမိန့်တန်လေးတော့ပါနေတာအမှန်ပါပဲဒီနေရာမှာတော်မန်ဒရူးဆိုတာ ဘယ်သူလဲလို့ပြောပြဖို့လူမယ်မထင်ပါဘူး။တော်လန်ကြီးကိုစိတ်ဝင်စားတဲ့တော်လန်ကြီးပြည်သူမှန်သမျှတော်မင်ဒရူးကိုတည်ကြပါတယ်။58ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲဟာမြန်မာအရေးနဲ့ပတ်သက်ပြီးတိတ်ကိုအရေးတကြီးဆုံးဖြတ်ဖို့တာဝန်ရှိနေတယ်လို့အကြက်ရိုက်နေတယ်လို့အင်ဒရူးကဆိုပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်တုန်းကအာဆီယံဖွဲ့ကိုမြန်မာအာဏာသိမ်းခေါင်းဆောင်ကနားလေပ ਾਇ ိုက်လုတ်သွားခဲ့တာကိုမှတ်မိကြမှာပါ။သဘောတူညီပါတယ်ဆိုပြီးလက်မှတ်ထိုးခဲ့တဲ့အချက်၅ချက်ကို ဒီကနေ့အထိတကူးမှအကောင့်ထဲမဖို့သေးပါဘူးလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဒီကနေ့အထိလွတ်လပ်ခွင့်မပေးသေးပါဘူးတောင်ကနန်လောက်ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းထောင်တွေထဲမှာရှိနေသေးပါပြည်သူတွေဟာလွတ်လပ်စွာပြောဆိုခွင့်မရှိသေးပါဘူးတရင်လွတ်လပ်ခွင့်တွေလည်းပိတ်ပင်ထားစေပါအကောင်ဆုံးဖြစ်စေနိုင်တဲ့သဘောတူညီချက်၅ချက်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့စည်းနှာပါစံတာပါမြန်မာနိုင်ငံကိုငြိမ်းချမ်းစေခြင်းနဲ့စံနှုန်းနဲ့ အကောင့်ထဲပေါ်စီကျင်တဲ့ကမ္ဘာနိုင်ငံအသီးသီးရဲ့ဇန်နာကိုအာဆီယံကနေတဆင့်လမ်းပြပေးခဲ့ပေမဲ့မြန်မာအာဏာသိမ်းစစ်တပ်ဟာဒီအချက်၅ချက်ကိုဒီကနေ့အထိမတိမဲမြင်ပြုနေတဲ့အတွက်အာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့ခွင့်ပြုအတိမတ်ပြုတင်ပါသလားဆိုတာကိုတေချာစဉ်းစားစီခြင်းပါတယ်အာဆီယံအနေနဲ့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုအတိမတ်ပြုလိုက်မယ်ဆိုရင်မြန်မာပြည်သူတွေဟာအကာအကွယ်မဲ့သွားနိုင်ပြီး တိုင်းပြည်ဟာကြောက်ထဲကိုကျသွားနိုင်ပါတယ်။အာဆီယံအဖွဲ့ဟာမြန်မာအာဏာသိမ်းစစ်တပ်ကပြုလုပ်ကျင်းပမဲ့အတူအယောင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူစစ်လွတ်တာတွေမပြုလုပ်ဖို့လိုအပ်ပါတယ်။ဒီရွေးကောက်ပွဲဟာအတူအယောင်မှာအာဏာသိမ်းစစ်တပ်ကိုတရားဝင်အသိမှတ်ပြုတဲ့ဘယ်လိုကိစ္စမဆိုမပြုလုပ်ဖို့လိုအပ်ပါတယ်။နိုင်ငံရေးကောင်းဆောင်တွေကိုဖမ်းဆီးတာပြီးစစ်ကြောရေးစခန်းတွေမှာညှဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်မှာကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိပါဘူး။ယုံကြည်လက်ခံနိုင်စရာရွေးကောက်ပွဲဖြစ်မလာနိုင်ပါဘူး။ အနာသိစစ်တပ်ကကျူးလွန်ထားတဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကို အရင်ဦးဆုံးတာဝန်ခံခံရမှာပါတရားဝင်ပတ်သက်နေသူတွေနဲ့နိုင်ငံရေးဆွေးနွေးရမှာပါအကျဉ်းချခံထားရသူတွေနဲ့တိုင်းရင်းသားတွေအားလုံးပါဝင်ရမှာပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးတွေတိုးတက်လာအောင်ပြသပြီးမှသာရွေးကောက်ပွဲကိစ္စပြောရမှာပါအာဆီယံအနေနဲ့ထိပ်သီးအစည်းအဝေးမှာတောင်းဆိုချက်တွေလိုက်ရောမထတဲ့မြန်မာအာဏာသိမ်းစစ်ဘုတ်ချုပ်တွေကိုအတိမတ်ပြုမဆက်ဆံဖို့လေးနက်စွာတားမြစ်ပိတ်ပင်ပါတယ် မြန်မာပြည်သူတွေဟာသူတို့ယုံကြည်ချက်အတွက်လေးနက်စွာရဲစွမ်းတက်တီပြနေကြပါတယ်မြန်မာပြည်သူတွေရဲ့စံနာကိုအတိမတ်ပြဖို့အတွက် အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့အတူအယောင်ရွေးကောက်ပွဲကိုအတိမတ်မပြဖို့တတိထားကြရပါလိမ့်မယ်မြန်မာပြည်သူတွေရဲ့စံနာကိုအတိမတ်ပြတဲ့ဆိုရင်မြန်မာအာဏာသိမ်းစစ်တပ်ကို တရားဝင်အတိမတ်ပြမထားတဲ့အာဆီယံအဖွဲ့ကြီးအနေနဲ့မြန်မာနဲ့ပတ်သက်တဲ့ခြေလှမ်းတွေကိုတတိကြီးကြီးထားပြီးလှမ်းချဖို့လိုအပ်ပါတယ်လို့မြန်မာအရေးအထူးကိုယ်စားလှယ်တော်မန်ဒရူးက အမိတ်ဆန်ဆန်တရေပေးလိုက်ပါတယ်။ဆိုတော့တနတ်တွေပြည့်ဘုံတွေကျပြီးစစ်ခိုးစစ်မီးတွေတောက်လောင်နေပေမဲ့နိုင်ငံတကာအတိုင်းဝိုင်းရဲ့ဒီပလိုမေစီနီလန်းကလည်းတလန်းချင်းရှောက်လာနေစေပါ။ချင်းအီးပေါက်တာမကြားရနိုင်ပေမဲ့စင်အီးပေါက်တာကိုတော့ပီပီတတကြဲကြဲလောင်လောင်ကြားရလိုက်တယ်လို့ပါပဲ။မြန်မာအရေးအတွက်အရေးမပါသူတွေရဲ့ပြောစကားကိုမသိတာလှပေမဲ့အရေးပါသူတွေရဲ့စကားသံကတိတ်ကိုထိရောက်တယ်ဆိုတာမြဝရီနယ်ကကြားဖြတ်ကိစ္စကိုကြည့်မယ်ဆိုရင်သိကြမှာပါ။ ်အမေရိကန်ကကမ္ဘာကြီးကိုဒုက္ခပေးနေတဲ့အွန်လိုင်းလိမ်လည်မှုနဲ့မူရစ်စီဝါကိစ္စဟာထိုင်းမြန်မာနယ်စပ်မြောက်ရီနယ်တဲကနေထိန်းချုပ်နေတယ်လို့ကမ္ဘာတိကြီးညာထားပြတဲ့နောက်မှာတော့ထိတ်တိကောင်းဆောင်တွေရဲ့မိခင်နိုင်ငံတရုတ်ကတောင်ခေါင်းရှောင်ကျင်တဲ့အရေးအယံတွေပြသလာပါတယ်။ကရင်ပြည်နယ်တဲကကြားဖြတ်ဒေတာတွေမှာလဲဝရုံးသုံးကားဖြစ်ကုန်ကြပါတယ်။မြန်မာစစ်တပ်ကတော့ပွဲလန့်တယ်လို့ယုံခံလိုက်တဲ့သဘောပါ။တကယ်လို့ရမှာကကြားဖြတ်မှာပါဝင်ပတ်သက်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီး ငါတို့နိုင်ငံသားတွေမဟုတ်ဘူးလို့ခေါင်းဆောင်ကြရမှာပါတိုးပေမဲ့မကြခင်မှာကျင်းပကျင်းနေတဲ့ရွေးကောက်ပွဲကိုတရုတ်ကအဓိကထံထောက်ခံပေးနေတဲ့အတွက်မလုံရဲခဲ့ပါဘူးဒီလိုမလုံရဲတဲ့အတွက်ကြားဖြန့်ကိစ္စအတွက်လည်းမြန်မာစစ်တပ်ကပဲခေါင်းခံရမှာပါဆိုတော့မြန်မာအရေးတည်တည်တတ်တာကိုထူးခြားလာနေပါတယ်ကြိုတင်ဟောကိန်းထုတ်ရရင်ပြည်သူတွေနိုင်ပါတော့မယ်လို့ပဲသုံးသပ်ထားခြင်းပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖြာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါစေခင်ဗျာ။